တမရဘူတန်ပြီးရင်ကျွန်တော်တို့အစ်ဆွေးအစ်ဆွေးတမရအစ်ဆွေးဝင်အစ်ဆွေးဝင်ကြီးချုပ်နော်ပြီးတော့ကျွန်တော်တို့အခြားလူတွေရှိတယ်အများကြီးပဲဘာမှကျွန်တော်တို့ရေကုန်းကြောက်အကြောင်းမရှိတာပါမင်းအောင်နိုင်ကဒီအိုင်စစ်ပွဲမှာအန်ဒီဆိုရတဲ့မှာဒီအိုင်စစ်ပွဲမှာအန်ဒီအစိုးရနဲ့ဆိုရမှုတင်းတင်းကြပ်ကြပ်အကွက်ချစီမံပြီးတော့ထောက်ရဲကြအောင်တူတင်ကြံစီပြီးတော့ဒီလူမျိုးလုံးတက်ဖက်မှုကိုဘယ်လိုလုပ်လဲ ဟယ်လိုချရမီဝပီတူညီကိုမော်မများအားလုံးပဲမင်္ဂလာပါ News Bit Channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ12ရက်နေ့ကျွန်တော်ဘော်ရူးနေမနေ့ပိုင်းမှာနောက်ဆုံးချက်တည့်ရတဲ့တော်လန်တရင်ကောင်းများစွာရှိတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာတော်လန်ရဲ့စုရဲနဲ့ပြန်မယူဆောင်လာပြတဲ့တရင်ကောင်းများစွာပြန်မိုမိုက်ကွက်လက်ပေါ့နော်အာချောင်းနဲ့အောင်မြတ်တန်နေတဲ့သူကျွန်တော်အစားဆုံးချူချူပေးချဖို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့တရင်တော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဘုတ်အနေနဲ့ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ပဲခူးတိုင်းပရောင်းမြို့နယ်ရခိုင်ရုံးမပေါ်မှာရှိတဲ့ညောင်ကျိုးစခန်းနဲ့စကောက်စီတတ30ခန်းမလတ်စတဲ့နေ့ဒီကနေ့မှာထပ်ပြလာကြတယ်လို့ကျွန်တော်သိရှိရပါပဲဖြစ်ပါတယ်။အခုကညောင်ကျိုးကနေပြေးနေတာဒီနေ့ကိုပြေးလာတာ38လေချောင်းထဲအတိုင်းခြေလင်းပြေးလာတာပေါ့ညောင်ခြေတော့ရွာကိုတက်တက်ပဲစခန်းကနေလက်နေကြီးတောက်လျှောက်ပြေးနေတယ်ဆိုပြတော့မှာ အခြေအနေကိုသိရှိတဲ့ကာကွယ်တပ်ဖွဲ့ဝင်တို့ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်ခွေးတွေကတော့အခုဆိုရင်ကျွန်တော်တို့ပေါ့နော်။တပ်ဖွဲ့ဖြစ်ပေါ်နေတဲ့ညောင်ချိုးကနေပြီးတော့အခုဆိုရင်အေးနဲ့ပုံတပ်ဖွဲ့ဝင်တွေကိုကြောက်လွန်းလို့ကိုသူတို့တွေနဲ့ထပ်ပြီးတွားတာတွေရှိနေတာဖြစ်ပါမဒီစကောင်စီကနေပြီးတော့လင်းလင်းကြီးတွေနဲ့ကိုယ်သက်သားတွေပြန်ပြီးတော့ပြစ်ခတ်မှုတွေရှိနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စစ်သွေးနဲ့ကြောက်ဖြူမျိုးနယ်မှာတပ်ပွဲဆက်လက်ပြင်းထန်နေပြီးတော့အေးရဲ့မြေပြင်ထိုးစစ်ကြောင်းစစ်သွေးမျိုးကစစ်ကောင်စီတပ်စခန်းချုပ်စုခွာနေတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ တိုက်ပွဲမြို့နဲ့9မိုင်လောက်အထိရောက်လာပြီဗျမြို့ထဲမှာတော့ဒေသခံတွေရှိနေသေးတယ်မြို့ထဲအထိပြင်းပြင်းထန်ထန်ဖြစ်မယ်လို့မထင်ကြတော့ကတ်တပ်ပြီးတော့နေကြသေးတယ်စစ်တပ်ကတော့စစ်တွေမြို့ဘေးပတ်ဝန်းကျင်ကိုလေကြောင်းနဲ့လက်နေကြီးတွေပစ်ထားတာတွေရှိနေပြီဆိုပြီးတော့မှဒေသခံတို့ဝန်နေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့အနေနဲ့ဒီစစ်တွေမြို့နဲ့ပေါ့နော်ကြောက်ပြမြို့ကိုတပိုင်နဲ့တိတ်မနေဖို့အေကနေပြီးတော့မှစူးစမ်းနေတာမို့လို့မကြခင်မှာတော့အဲ့နှမျိုးနဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းကောင်းတွေကျွန်တော်တို့ကြားဖို့ရှိနေတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တို့အနေနဲ့ကတော့ တနင်္သာရိုင်တိုင်းထဝယ်ကနေမြေကိုထွက်ခွာလာတဲ့ငွေစက်ကိုတစ်တာတွေနဲ့စစ်သားတွေလိုက်ပါလာတဲ့စစ်လေကိုတိုက်ခိုက်ခဲ့လို့စစ်တပ်ကနဆယ်ဦးထဲမှာနဲ့တေဆုံပြီးတော့မှစစ်လေ RPG ထိမှပြီးမိလောင်ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မလာဆယ်နှစ်ညအဆက်တနေခန့်ချိန်မှာထဝယ်မြို့ကနေတဲချောင်းမြို့နဲ့စင်ဖြူပြင်းစိတ်ကမ်းဘက်ကိုစုံစင်းလာတဲ့ငွေစက်ကိုတစ်တာတွေနဲ့စစ်သားတွေလိုက်ပါလာတဲ့စစ်လေတစ်စီးကိုထဝယ်ခရိုင်တပ်ပေါင်းစုတွေထဝယ်မြို့ကျောင်းအတိုင်းကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဆယ်မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့မှစစ်လေကို RPG ထိမှလုံးမိလုံပျက်စီးခဲ့တယ်လို့ကျွန်တော်နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲတွေမှာစစ်ခွေးတွေပေါ့နော်20ထက်မနည်းတည်ဆုံပြီးတော့မှ30လောက်ကဒဏ်ရရှိတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ကျွန်တော်တောင်ပိုင်းတိုင်းမှာဆိုလဲတော်လိုင်းရဲ့စုတွေကနေပြီးတော့မှပေါ့နော်ဒီကျွန်တော်တို့မြေပြန်သားတွေနဲ့သူအခုဆိုရင်စပွဲတွေအပေါ်ရရရှိနေတာမလို့မကြခင်မှာတော့ကျတို့အနေနဲ့တပေါင်းစုတစ်ခုအတွင်းနဲ့ပေါ့နော်ဒီနေ့ထက်မှပဲမြောက်လိုက်တော့အုပ်စုကိုဖြိုးချနိုင်တော့မှာပဲဖြစ်ပါတယ် ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျင်းမှာကတော့ဆရာလူမြတ်ကျော်တင်ဆက်ထားတဲ့ပေါ့နော်ဒီပုံမစစ်တွေကြောက်ဖြူစားတဲ့မျိုးသုံးမျိုးနဲ့ပတ်သက်ပြီးတော့မှထူးခြားတဲ့ဒီဆေးသတင်းတွေကိုပြောပြထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးသတင်းကောင်းတွေယူဆောင်လာပေးလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်လိုက်ရအောင်နော်စစ်တွေမှာတညောင်ရီရေတက်ကိုတိုက်ရိုက် ထိုးစစ်ဆင်ဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်းတညောင်ရီရေတက်ကာကင်းမှန်သမျှကိုတိမ်ပတ်လိုက်နိုင်နေဆိုတဲ့အကြောင်းကြီးရှိနေပါတယ် အဲ့တော့ရွှေမင်းကရေတဲ့စကန်နီကိုလေအရကတက်တော်အေးကရောက်လာတယ်လို့စစ်တွေတ냐ဦးတွေရေတဲ့စကန်ဘေးကရွာတွေအားလုံးကိုထိန်းချုပ်ထားလိုက်ပါလက်ရှိမှာအရကတက်တော်အေးကတ냐ဦးတွေရေတဲ့နဲ့တ냐ဦးရေတဲ့ကိုထိုးစစ်ဆင်နေပြီလို့သတင်းများထွက်ပေါ်နေပါတယ်အဲ့တော့ကတပီကြတိန်ရှောက်ချောင်းစီမော်ရွာတွေအကုန်လုံးကိုထိန်းချုပ်လိုက်ပါဒါက လက်ရှိအာခတ်တတော်ဤရဲ့စစ်တွေမျိုးသိမ်းတိုက်ပွဲအခြေအနေနဲ့ဟိုဘက်ကကြောက်ဖြူ sorry ခုနတညဝူဒီမို့ရွှေမင်းကရေးတက်ဗျ sorry sorry ကျွန်တော်မှတ်သွားလို့အဲရွှေမင်းကရေးတက်ဟာစစ်တွေမှာရှိတာကြောက်ဖြူမှာညဝူဒီရေးတက်နမိတ်ဖတ်ပြီးတော့မကြခင်ညဝူဒီရေးတက်ပါထိုးစစ်စစ်ခံရဖို့ရှိပါတယ်တားပြင်းဘမော်စခတ်က27ကိုတိမ့်ပိုက်လိုက်နိုင်ပြီဆိုတဲ့သတင်းများထွက်ပေါ်နေလျက်ရှိပြီး ကယ်ရဲ့တရားဝင်ထုတ်ပြန်မှုကိုရင်ခုန်စွာစောင့်မျှော်နားထောင်ကြရအောင်နောက်တစ်ခုဒီနေ့ရုရှားနဲ့တွားရောက်တွေ့ဆုံအပြီးမှာတရုတ်ရဲ့အထုကိုယ်စားလှယ်တိတ်ရှင်ဒရန်နေပြည်တော်ကိုရောက်လာပါတယ်အချင်းများစကားများပြီးရုရှားဘက်တွားကတ်တဲ့မင်းအောင်လိုင်နဲ့အလဲထက်အပေးယူဈေးဈေးမတက်ဘူးလို့ကျွန်တော်ကြားပါတယ်ဒါပေမဲ့ ထုတ်ပြန်ကြေညာချက်တွေမှာတော့သိရသလောက်ဒရင်ရင်းမြစ်တွေရတော့လောင်ကျိုကြီးတတောင်းကိုမဖြစ်မနေပို့မယ်လို့ကျွန်တော်တို့သိရှိရပါတယ်။ကြောက်ဖြူပါအဓိကလက်ပရောင်းပါအခြားတရုတ်စီးပွားရေးလုပ်ငန်းတွေမှာလက်နက်ကင်အင်အားတတောင်းလာတဆွဲမှာကိုအချုပ်ချအားလာလို့ဒီတကဖက်စစ်တပ်ကောင်တွေထပ်ပြောရင်ပါးကြီးပဲလိမ့်ကြိုက်မှာလို့တခါလေးပြောပါတယ် ကဲဒါတော့ဆီယလီမြေကျော်အနေပြမှာပေါ့နော်ကျတို့ကဲရင်နဲ့အေတို့ရဲ့ကြောက်ဖြူစစ်တွေပုံမဆတဲ့မှာတော့မြို့တင်တပွဲတွေမှာအောင်ပွဲတွေရရှိတယ်ဆိုတဲ့အကြောင်းကိုသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့မှာကြာခင်မှာတော့ဒီတက်ဆိုင်ရအဖွဲတွေရဲ့ပေါ့နော်ထုတ်ပြန်လာတဲ့သတင်းကိုစုံကြည့်ပြတော့မှကျတို့ပြည်သူတွေအောင်ပွဲခံနေတော့မှာပဲဖြစ်ပါတယ်အခုဆိုရင်ကျတို့ကြားသိရတဲ့အတိုင်းဆိုရင်လည်းစစ်တွေမြို့မှာရှိတဲ့ဒီရွှေမင်းကြီးတက်စကောင်းကိုလည်းအေကလည်းပြောမှာပေါ့နော်စတင်ထိုးဆက်စီနေတာပြောမှာ နေချော့ဖြူမှာရှိတဲ့ညောဝရီတက်စခန်းနီးနားမှာရှိတဲ့ကာကင်စခန်းတွေကိုလည်းအရေးကနေပြီးတော့မှအပြစ်တင်မဲ့ရရှိနိုင်ပြီးပြီဆိုပြီးတော့မှပါနော်ကျွန်တော်တရင်တချို့လည်းထွက်ပေါ်နေတာဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တွေနဲ့အဲ့ဒီကြောင်းရုံနဲ့ပတ်သက်ပြီးတော့မှထူးခြားတဲ့တရင်တွေချက်ဖို့ရှိနေတာဖြစ်ပြီးတော့မှတရုတ်ဘက်ကနေအခုလိုမျိုးကျွန်တော်တို့တော်လိုင်းရဆွတွေကနေပြီးတော့မှအောင်ပွဲတွေရရှိလာတဲ့ပုံမှာတော်တော်လေးကိုတုံလို့ချောက်ချနေတာကိုတွေ့ရတာပဲဖြစ်ပါတယ် ။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့မိုင်းဆက်မျိုးထောက်ပို့တာကအချင်းပြပြည်မှာကိုလျောင်းငယ်သားတွေကိုအနိုင်ကျင့်ဖို့ကြနေတဲ့ဒီစစ်ကောင်စီရဲ့တရင်မုံနဲ့ရုံးအကြောင်းကိုတင်ဆက်ထားတဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့ရဲမေတူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ချောင်မြင့်နဲ့အစီပိုင်းမိုင်းဆက်မြို့မှာရှိတဲ့ထပ်ပတ်ခ823ကတပ်မှုနဲ့ရုံးအုပ်ရဲ့မတရားမှုတွေကိုခံခဲ့ရတဲ့သူတွေအကြောင်းပြောပြခြင်းပါတယ်။ရုံးအုပ်ဒုရယာခံမှုစရေမျိုးစော်ဆက်က ထပ်ပခ823ကိုမရောက်ခင်ထပ်ပရ925တက်ကပါရုံးအုပ်မျိုးစော့ဆက်နဲ့တက်ကြကြီးစီအောင်စိုးဦးတို့ကထပ်ပရ925တုန်းကအတူတူနေခဲ့ပြီတက်ကြကြီးစီအောင်စိုးဦးရဲ့မိမမဟေမန်ကမျိုးစော့ဆက်ရဲ့အရှုပ်တော်ပုံတွေကိုသိနေလို့ဆိုပြီးအညိုနဲ့မျိုးစော့ဆက်ရဲ့မိမနဲ့ရောက်ခမကမဟေမန်ကိုအိမ်မော်အထိတက်ပြီးခေါင်းရိုက်ခွဲခဲ့ပါတယ်ဒီကိစ္စကိုဘသူကမှအရေးယူမပေးပါဘူးအလားတူတတဝင်းကိုဦးရဲ့ဇနီးမဇင်မာသေးကလည်း ထပ်ပရ925ကပြောင်းလာတာမို့သူပြောလို့ကြံတဲ့သူတွေသူတို့အရှုပ်တော်ပုံတွေလူတိတာဆိုပြီးရုံးတင်ပြီးစူပါတယ်ပြီးတော့မက်ဆေ့မာထေးကိုအောက်လန်းတက်တယ်လို့မတရားဆွဆွဲပြီးအိမ်မော်ကပစ္စည်းတွေကိုလမ်းမော်လွှင့်ပစ်ပြီးမောင်းထုတ်ပါတယ်အဲ့ဒီရဲမေကတပ်မောက်ကိုသွားတိုင်လို့လိုင်းထဲမှာပြန်နေလို့ရခဲ့ပါတယ်ထပ်ပခ823ကထမင်းချက်လုတ်သားဝီရန်ရဲ့မိန်းမကိုမျိုးစော်ဆက်ကကြည့်မရလို့ဆိုပြီးဝီရန်ကိုဘာအပြင်းမှမရှိပဲအလောက်ကနေထုတ်ပစ်ခဲ့ပါတယ် ယူဆော့ဆာမှာတော်လေးကိုစိုးနေပြီနော်တဲ့အချိန်တက်ကြက်ကျော်စိုးလက်ရဲ့ตาတက်သားအောင်ထပ်ပိုင်ကို သူ့ကားမှာအဆောင်ထားပါတယ်မူးမူးနဲ့ကားပေါ်ရောက်တော့သူ့ပစ္စည်းကြီးပျောက်သွားတယ်အထဲမှာ360ကျော်ပါတယ်ဆိုပြီးမတရားရိုက်နှက်ထူကျိတ်ပါတယ် ASN ကလာတာတော့မှအချုပ်ခန်းထဲကိုထည့်ထားပါတယ်တကြက်ကျော်ဆိုးလက်ရဲ့ဇနီးကတမူးကိုသွားတိုက်မှစစ်တီကိုအချုပ်ထဲကလွတ်ပေးပါတယ်။ဒါပေမဲ့ရောအုပ်ကိုတမူးကအေးမယူခဲ့ပါဘူး။ ဆောင်ကြောင်းနေတဲ့ရုံးအုပ်အကြောင်းအများသိအောင်တင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့လည်းကျမတို့အစီအစဉ်မှာပါဝင်ကြည့်ရင် message box ကနေတစ်စစ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ခိုးရီမှာကျောတို့ကြားထက်တိုင်းမှာပေါ့နော်စစ်ကောင်စီတပ်ရဲ့ယုံဝါဆိုတော်တော်လေးကိုစွဲနေတာဖြစ်ပြမှာသူတို့ဒီမီတာဆူလိုက်တော်တော်လေးကိုအခုဆိုရင်အောက်ခြေတပ်သားတွေကိုဖိနှိပ်နေလို့ကျောတို့သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်ချင်းချင်းတောင်းမှာပေါ့နော်ပြန်ပြီးတော့မှဖိနှိပ်တယ်ဆိုကြတဲ့ကွာကျောတို့ပြည်သူတွေပုံမှာဆိုရင်သူတို့အနေနဲ့ဘယ်လောက်ထိပေါ့နော်ရစက်ယုံမှာပြီးတော့မှအောက်တန်းချတဲ့စေတရတွေနဲ့ဆက်လက်ပြီးမယမ်းယုံမလဲဆိုတာတော့ကျောတို့ တေချဖို့ပေါ့နော်တွေးကြည့်လို့ရနေတာပဲဖြစ်ပါတယ်အခုဆိုရင်တို့အနေနဲ့ဘယ်လိုမျိုးအထက် power fit ပုံစံနဲ့အောက်ခြေမှာတော့မှပြပြနေတာကိုကြည့်ပြီးတော့မှမြောက်လိုက် standard army ကြီးကတပြည့်ယူရင်းပစ္စည်းနေပြီဆိုတော့ကျွန်တော်သိရှိတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဘောအနေနဲ့ဒေါက်တာမီမီဝင်းဘာနဲ့ပြီးတော့မှတရုတ်နဲ့ရုရှားရဲ့ကြောထောင်းနောက်ခံကိုရထားတဲ့မျောလိုင်းနေနဲ့ပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့မှအလဲထုံးနိုင်မဲ့အကောင်းဆုံးနီလန်းဗီဟာကို ပြောပြထားတာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတုံ့တက်ပြောပြထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်စစ်ကောင်စီကိုပို့ပြီးတော့ you know ဒီဒီ zombie ရပေါ့နော်လမ်းလျှောက်နေအောင်တော့နည်းနည်းအဲသူတို့အကူအညီကြောက်မလို့လုံနိုင်နေတာပေါ့နော်ဒီဒီ zombie ရခါရဲမခါရဲဘုံကနေမလဲကြသွားဘူးဘာလို့ဆိုဒီဒီဒီ Russia နဲ့ China ကသူတို့ကိုကူညီပေးနေလိုက်လို့ဒါပေမဲ့ကျမအမြဲတမ်းပြောရဲစစ်တိုက်တယ်ဆိုတာအောင်မြင်မှုဟာ viewer နဲ့ဆိုင်နေ fire power နဲ့တိတ်မဆိုင် fire power လို့တော့လို့ဒါပေမဲ့အဲ့ဒီဥစ္စာကြီးတခုလည်းမဟုတ်ဘူးကျမတို့ Sansu ကိုပြန်ပြီးတော့ ဖတ်ကြည့်လိုက်မယ်ဆိုရင်အကောင်းဆုံး you know အထွတ်မြတ်ဆုံး view ဟာပေါ့နော်ရန်သူကိုမတိုက်ဖ ೇನೆ နိုင်အောင်လုပ်နိုင်တယ်ဥစ္စာเนาะအဲ့ဒီဥစ္စာအများရန်ပြောတာလေဆိုတော့အာသူတို့ဘလောက်လောက်လက်နဲ့အင်အားပေးပေးเนาะဒီဥစ္စာက view ဟာအသေးချာမကြဘူးဆိုလို့ရှိရင်မရဘူးဆိုကျမတို့ကျမအစတော့ကလည်းပြောထားတယ်ကျမရဲ့ dip ပေါ့နော် dip ဒီဟိုနေပါလေဒီတော်လန်ရေးတွေပြန်ပြီးတော့တုံးသက်လိုက်လို့ရှိရင်အောင်မြင်တဲ့တော်လန်ရေးက DIP ရှိတယ် defection เนาะ international pressure pressure အဲပြီးလဲပြီးတော့ people support you know ပြည်သူလူထုရဲ့အာအာထောက်ခံမှုပေါ့နော်အဲ့ဒီဥစ္စာတွေဟိုရှိရှိလို့ရှိရင်ဒီဒေါ်လာရေးတွေကနိုင်တယ်ဆိုတော့ main online နဲ့ပြန်ပြီးကြည့်လိုက်လို့ရှိရင်အခုသူကပြည်သူရဲ့ပြည်သူလူထုရဲ့ အဲဗာလေထောက်ခံမှု you know support လုံးဝမရှိမရှိဘူးနောက်တခြားနိုင်ငံတွေကလည်းဒီဒီနိုင်ငံတွေကလွယ်လို့တခြားနိုင်ငံတွေကလည်းဒီ sanction တွေလုတ်ထားတာရှိသေးတယ်သူအဲကြောင့်မလို့လဲသူမှအရန်ပဲဒုက္ခဖြစ်နေတာအဲကြောင့်မလို့လဲဒီဒီဒီနိုင်ငံတွေသွားပြီးဒီလိုဒီလိုဘဒုထောက်ပြီးတော့ down နေရတဲ့ဥစ္စာကနော်သူတို့ကတော်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 ခံနေရလို့ပေါ့နော်တော်တော်ခံနေရလို့ဒီ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 တိုက်ပွဲမှာဆိုတော့အဲ့ဒီဥစ္စာတွေကြောင့်မလို့ကျမအနေနဲ့တော့ဟုတ်တယ်နည်းနည်းတော့ ပို့ကြမယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်အာသူတို့ပြန်ပြီးတော့နိုင်အောင်တိုက်နိုင်မလားဆိုတာကတော့အာမေးစရာရှိတယ်ကဲဒါတော့ပေါ့နော်ဒေါက်တာမီမီဝမ်ဘန်နဲ့ပြတော့မချိုးဘက်ကနေစကောင်စီအလဲထုံနေမဲ့ DIP ဆိုတဲ့စနစ်၃ခုအကြောင်းကိုပြပြထားတာပဲဖြစ်ပါတယ် ဒီဒီလိုမျိုးကျွန်တော်တို့ဘက်ကနေပြတော့ပါပေါ့နော်စီစနဲ့ကောင်းကောင်းနဲ့ပြီးသူတွေနဲ့ပူပေါင်းပြတော့လဲတွေ့တိုက်ခိုင်းလိုက်မယ်ဆိုတော့မြောက်လိုင်းတို့အနေနဲ့ဒီပြပွားကွန်ကြီးတွေဘလောက်ပဲရယူနေပါစေ ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီတော်လိုင်းကနည်းနည်းလေးတော့ကြာရှည်မယ်ဒါပေမဲ့နိုင်ရရှိမယ်ဆိုတော့ပေါ့နော်ပုံစံမျိုးနဲ့တွေ့ရမှာဖြစ်ပြတော့မှစစ်ခွေးတက်တက်ရလဲအခုမြေပြင်မှာတဲတန်းရှုံပြတော့မှထပင်းနေကြတာကိုကျွန်တော်တို့မြင်မြင်တွေ့နေရတာပဲဖြစ်ပါတယ်ဒါကကျွန်တော်ပြီတူတွေနဲ့တော်လိုင်းရဆူတွေရဲ့ပေါ့နော်ပြောပြောလာတဲ့စစ်စွမ်းရည်တွေနဲ့သူတို့ချင်းချင်းချင်းမှာရှိတဲ့ဒီစီလုံးညင်ကြတဲ့အားတွေကြောင့်အခုဆိုရင် ကျိုးရစကောင်စီကိုအလဲထိုးနိုင်နေတာဖြစ်ပြီးတော့မှစခွေးတတရဆိုရင်လည်းရုရှားနဲ့တရုတ်ကိုညီနေပေါ့နော်ခြေစားဆက်တက်တွေပါခေါ်ပြီးတော့မှငားရင်ရတဲ့အထိကိုဖြစ်လာတာပဲဖြစ်ပါတယ်ဒါကကျိုးတို့အနေနဲ့ဒီစော်လင်းရင်အတိုင်းသာဘယ်ထိရောက်နေပြီလဲဆိုတာကိုတွေးရှိရတာဖြစ်ပြီးတော့မှမြို့ပီသူတွေဘက်ကနေပြီးတော့မှလည်းဆက်လက်ပြီးတော့မှပူပေါင်းဖို့လိုနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးနေဘွန်မိုက်ကိုကြည့်လိုက်ရအောင်နော်ဘွန်မိုက်ကမှာတော့အခုဆိုရင်ဒီမနီယာပဲဖိလစ်ပိုင်တမရဟောင်းဒူတာတေးကို ICC ဖမ်းဝင်ရတဲ့ ဖန်ခံရလပြီးတဲ့နောက်ပိုင်းမှာမြောက်လိုက်လည်းလက်မချခင်မှာလာတော့မယ်ဆိုပြမပြောဆိုလာတွေရှိလာတော့ပုံမှန်ကြော်ဆိုးတော်တော်လေးကိုပေါက်ကွဲနေတာပဲဖြစ်ပါတယ်ဒီကောင်မလိုမျိုးခြေကွဲလောင်မြဲနေလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဖိုင်နယ်မာကိုနဲ့ဒူတာလေးရဲ့တမီဒူတမရာတို့တမရာနဲ့ဒူတမရာတို့အချင်းများရကနေ2023ခုနှစ်မှာဒီကိစ္စကိုတော့ပြန်ပြီးအသက်သွင်းတာပြန်ပြီးအသက်သွင်းနေဖြစ်လာခဲ့တာပြောပါအောင်သူကပြောတယ်အမျိုးတို့မျိုးကလက်ရှိဒီနိုင်ငံတော်ခေါင်းဆောင်တွေလည်းကြည်ထားပါ냐ပေါ့ဗျာခင်ဗျကြည်စီအောင်မလို့လားဘာမှမဆိုင်မြန်မာနိုင်ငံနဲ့အဝေးကြီးနော်နိုင်ငံရေးစနစ်တည်ဆောက်မှုကလည်းမတူဘူး ဘာမှမဆိုင်ဘူးဘာမှကိုမဆိုင်တဲ့အချိန်နေအဲ့တော့ဗျာကျွန်တော်အဲ့ဒီဇင်းကိုကျွန်တော်ပြတ်ချုပ်ခြင်းနေပြတ်ချုပ်ခြင်းနေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီတိုင်းပြည်ချစ်တဲ့နိုင်ငံသူနိုင်ငံသားတွေတည်နေခြင်းနေပြီးတော့အနေနဲ့ရမှာတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်တွေမြန်မာနိုင်ငံရဲ့ရတဲ့ဘဝဝင်နေဒါကျွန်တော်တို့တည်နေခြင်းနေပြည်သူစစ်တွေတည်နေခြင်းနေဒူတာတေးကိုလက်ရှိ ICC ကသူ့ကိုဖမ်းလိုက်သူ့ရဲ့အမိန့်ကြောင့်ဖမ်းတယ်ပေါ့ဗျာဖမ်းတယ်ကြောင့်ဖမ်းတယ်ဒီဒူတာတေးကိုဖမ်းလိုက်တာကလက်ရှိဖိလစ်ပိုင်တမရဖာရီနာမာကိုရဲ့အမိန့်နဲ့ဖမ်းတယ်တနည်းပြင်းဟိုကလည်းဖမ်းဝန်းလာလို့ဖမ်းဝန်းကပေးပို့တယ်ဖမ်းဝန်းကကျွန်တော်တို့ဒါဖိလစ်ပိုင်တမရရုံးကိုရောက်တယ်တမရရုံးရောက်တဲ့ဟာကို ရောက်တဲ့ဒီစာကိုဖိလစ်ပိုင်သမ္မတကဒါကိုအတည်ပြုတယ်အတည်ပြုတဲ့အခါမှာဒူတာတေးကဟောင်ကောင်ကနေပြီးတော့ဖိလစ်ပိုင်နိုင်ငံမနီလာလေးစေးကိုရောက်တယ်ရောက်တဲ့အခါမှာဒီသမ္မတရဲ့အမိန့်နဲ့ဖမ်းတယ်ဖမ်းလိုက်တယ်အဲ့ဒါကြောင့်ဖမ်းတာဖမ်းရတဲ့အကြောင်းကဒီအိမ်နှလုံးရဲ့ဖာဒီနာဖာဒီဒီမာကိုအုပ်စုနဲ့ဒူတာတေးအုပ်စုရဲ့အားပြိုင်မှုတွေကြောင့်ဖြစ်တာဖြစ်တာအဲ့တော့ တော်ပွဲကတော့တော်တော်လေးဆူသွားပြီဘလို့ပဲဖြစ်ဖြစ်ဒါဖိလစ်ပိုင်နိုင်ငံမှာတော့ကျွန်တော်နိုင်ငံရေးအုံကြွားမှုကြီးကအကြီးကြီးဖြစ်မယ်ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံရေးရည်စည်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံရဲ့ရည်စည်းကြောင်းဘာမှဖြစ်စရာကြောင်းဖြစ်ပါဘူးမြန်မာနိုင်ငံတော့ဘာမှဆိုးကြံဖြစ်ကြီးကြသေးတော့ပေါ့နော်နိုင်ငံကပန်းပန်လှက်ပါပဲသူတို့လှုပ်ရှားချက်အလုပ်မယ်ဒီခါလေးနိုင်ငံတော်စီမအုပ်ချုပ်ကောင်စီကဥက္ကဋ္ဌကြီးပြောတာပြစား2025ခုနှစ်အကုန်တရားဒီဇင်ဘာပြီးကျွန်တော်2026ခုနှစ်ဇန်နဝါရီလောက်တုန်းကရုပ်ောက်ပဲချက်ပါမယ်ရအောင်ပြောတာပြစားပြီးရင်ကျွန်တော်တို့ဒီဗိုလ်ချုပ်စော်မင်းတို့ကလည်းပြောတယ် ကျွန်တော်ဘုရုပ်စုံမျိုးပြောတာကျွန်တော်နားထောင်ပါတယ်အဓိကကလွတ်ရွက်ကောက်ပန်းနဲ့ပတ်သက်ရင်ကျွန်တော်လူငယ်တွေအခက်ခဏအရေးကြီးလို့ပြောတယ်တနည်းအားဖြင့်ကျွန်တော်လွတ်တော့မှလူငယ်တွေကိုနေရာပေးမယ်ဆိုတဲ့သဘောပဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဇော်မဲတွေပြောစကားတော့တောင်းပြောနေတယ်နော်ဒီကိစ္စကိုကျွန်တော်အနှစ်သာရရှိတယ်အဲ့ဒါကဒီလွတ်တော်နိုင်ငံရေးကိုလူငယ်အထုနဲ့တိဆောက်မယ်ဆိုတဲ့သဘောကိုပြောပါတယ်လူငယ်တွေအခက်ခဏအရေးကြီးမှုအရေးကြီးမှုကိုဘုရုပ်စုံမျိုးအကျယ်တဝင်ရှင်းသွားတယ်အဲ့ဒါကကျွန်တော်တို့လာမယ့်ဒီလွတ်တော်နိုင်ငံရေးကိုလူငယ်တွေနဲ့သွေးသစ်လောင်းမယ်လို့ကျွန်တော်နားလေရတယ်တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့လာမယ့်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ်တော့မဟုတ် 2026ခုနှစ်2026ခုနှစ်ကျွန်တော်တို့ဒါဇန်နဝါရီလမှာကျင်းပမယ်လို့ပြောထားပြီးသားအဲ့တော့ဒီ ICC ကဖိုင်ဝမ်းထုတ်နေတာကခင်ဗျာလက်ရှိသမရဘူတန်ပြီးရင်ကျွန်တော်တို့အစ်ဆွေးအစ်ဆွေးသမရအစ်ဆွေးဝင်အစ်ဆွေးဝင်ကြီးချုပ်နော်ပြီးတော့ကျွန်တော်တို့အခြားလူတွေရှိတယ်အများကြီးပဲဘာမှကျွန်တော်တို့ရေခုံးကြအကြောင်းမရှိတာပါအဲ့တော့ဒီဖိလစ်ပိုင်ရဲ့ဖြစ်စဉ်နဲ့မြန်မာနိုင်ငံဖြစ်တည်မှုဘာမှမဆိုင်ပါဘူးဘာမှလည်းကျွန်တော်စိုးရိမ်တာအကြောင်းမရှိပါဘူး ကျော်ဆိုးရတော့ဗောနဒီဘောမတွေပြန်ပြန်မှကျင်းထက်နေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဖိလစ်ပိုင်သမရအောင်ဒူသာသိဖန်ခါပြေးတဲ့နောက်ပိုင်းမှာဒီဘောမကတော်တော်လေးတုံလုံးချောချနေတယ်ကိုကျွန်တော်တွေ့ရပဲဖြစ်ပြမနောက်ပိုင်းမှာဗောနမျောလိုက်လဲအဲ့လိုမျိုး ICC ဖန်ဝဲရနေပဲဖန်ခါနေတယ်ဆိုတော့တင်ချိပေးမှုတွေလည်းကျွန်တော်များစွာတွေ့နေရတယ်ပဲဖြစ်ပါတယ်တကယ်လည်းဖြစ်လာမှာဗောန ICC ဘက်ကနေပြောတော့မှမဖန်ပေးရင်တော့မှကျွန်တော်တို့တော်လိုင်းရဲစုတွေရဲ့ရှင်းလင်းခြင်းကိုမျောလိုက်နဲ့တေချာပေါက်ခိုင်းမှာမလို့ခုကလေးကမျောလိုက်နေတဲ့ဒီလက်နဲ့ချလမ်းပြီးတော့ပြောတော့မှပြီးတော့တွေရဲ့ပြည်တန်စီချင်းကိုခိုင်းမှာလားဒါမှမဟုတ်ဘူးဆိုတော့ ဒီကိုကိုတိုင်းပဲပေါ့နော်အစိုးစီချင်းခံမလားဆိုတော့ခုကလေးကအဲ့ဒီရွေးချယ်မှုတစ်ခုတည်းကသွန်းနေတဲ့ပြန်ပြီးတော့မှတုံသက်ရွေးချယ်ရတော့မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ထပ်ဗီဒီယိုတပုတ်အနေနဲ့အပသမီးရနေပြီးတော့မှဆက်ချစ်ပြီးတော့မှကျွန်တော်တို့ PDF တွေကိုဘယ်လိုမျိုးအချောင်ပြောဆိုထားလဲဆိုတာစစ်ကြည့်လိုက်ရအောင်နော်တက်ချုပ်ကြီးရဲ့အင်တာဗျူးကိုအားလုံးကြည့်ပြီးကြပြီဖြစ်မှာပါရှင် ဟုတ်ကြည့်ရအောင်နော်တချို့ကြည့်ရအင်တာဗျူးမှာရွေးကောက်ပွဲလောက်ကိုလောက်ရမယ်ပေါ့နော်ရွေးကောက်ပွဲလောက်ဖို့လို့အားလုံးပူးပေါင်းဆွေရမှာဖြစ်မယ်လို့အဓိကထားပြီးပြောသွားခဲ့ရတွေ့ရပြီးလို့ရှိရင်ဗာလဲအဲဖွင့်ပြူအခုနောက်ကြကြံခဲ့တယ်ပေါ့တိုင်းရင်းသားဒေသတွေကိုဦးစားပေးပြီးတော့အဲသူကပေါ့ဟိုဟာလောက်ပေးမယ်ပေါ့အဲ့လိုလည်းပြောသွားခဲ့ပါတယ်ရှင်းအဲ့တော့ရွေးကောက်ပွဲဖြစ်ဖို့အားလုံးပူးပေါင်းဆွေရဖို့လို့ဗာလဲနိုင်ငံတိုင်းပြည်အမြန်ငင်းချမ်းဖို့ဟိုစားလောက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ပေါ့နော်အဲ့လိုပြောကြသွားပါတယ်ပြီးတော့လေ main ကလေးတယောက်ရဲ့ video file တက်နေရတွေ့ပေါ့တက်ငယ်ဆုံး PDF ထဲဝင်သွားတယ်ပေါ့ညဆိုရင်ပေါ့ PDF ယောက်ျားလေး9ယောက်နဲ့သူသွားအိတ်နေရတယ်ကဲကြပါအောင်ဆိုပြီးတော့လေသူကအဲ့လို video file တင်ထားတယ်ပေါ့နော်အဲ့ဒီဥစ္စာကိုလေပြည်သူကာကွယ်ရေးတက်မတော်လို့နမခံထားရပဲကွာကဲလိုက်ပါအောင်ကိုယ့်ရဲ့မညီမတွေလို့အောက်မေ့ပြီးတော့တကယ်ကိုကဲတဲ့နေနော်ပြီးလို့ရှိရင်ဟိုတက်မတော်သားတွေဆိုပြီးတော့ တမဟာ6ခအလောင်းတွေကိုကြောက်ထဲကိုပြစ်ချနေတယ်။အဲအဲ့ဥစ္စာလဲစသားနေမဟုတ်ဘူး။ PDF တွေရတာ။ PDF ကလေးတွေတိတာရယ်လေ။တမရောကအဲ့လိုကလေးတွေကြီးပဲမလွတ်ဘူး။တိုက်ပွဲတိုက်တဲ့နေရာမှာကလေးတွေကြီးမလွတ်ဘူး။ပြောတာပဲနော်။ဒါနဲ့ဆိုရှေ့ကလူကြီးတွေနဲ့အဲ့လိုမျိုးလေ။သူကအဆင်ဆင်အုပ်ချုပ်တာကိုအဲ့လိုပစ်စိမြောက်တောက်ကြီးပဲမလွတ်ဘူး။အဲ့တော့အဲ့ဒီဥစား PDF ရဲ့ဇတိခန့်နေပေါ့နော်အဲ့တော့အမြန်ဆုံးအလင်းဝင်ဖို့လိုအပ်တယ်အမြန်ဆုံးအလင်းဝင်ကြဖို့တိုက်တွန်းပြရစီ ကဲဒီပါသမီးပေါ့နော်ဘွားတော်ကြီးကတော့တော်လေးအားချောင်းနေတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ခုဆိုရင်ကျွန်တော် PDF တွေနဲ့အတိုင်းတိုင်းနဲ့ခိုင်တဖို့ဝင်နေကြတဲ့မှာစီလုံးညီရဆောင်နဲ့ဒီရှေ့တန်းစမီရပြမစခွေးတွေကိုအောင်မြင်ဆောင်နေပေါ့နော်ချိန်မနေတော့သူတို့အနေနဲ့မချစ်တင်ခဲဖြစ်နေတာဖြစ်ပြမခုဆိုရင်သူခွဲစကားတွေပြောဆိုနေတာပဲဖြစ်ပါတယ်မလိုပဲပြောပြသူတို့အနေနဲ့ဒီထက်ပိုပြမ message ရှုံးမှာကျွန်တော်အနေနဲ့ချိုတိနေလို့ပေါ့နော်မကြခင်မှာတော့ဒီစခွေးပေါ်မှာ lobby တိုက်ရဲ့ညီကုန်းချောလဲကျွန်တော်တွေ့ရဖို့ရှိနေတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုဆရာနေပြီးတော့မှဒီဖိလစ်ပိုင်သမရဟောင်းပါနော်။ဘန်ဟက်ပြတဲ့နောက်ပိုင်းမှာမြောက်လိုက်လေလဲမကြခင်မှာလာတော့မယ်ဆိုပြီးတော့မှဒီဘောမိုက်ကိုဆုံးမပြောဆိုလိုက်တဲ့ဟာလေကျွန်တော်စပီတော့မှကြည့်လိုက်ရအောင်နော်။ ICU ကနေဖန်စီခဲ့တဲ့တရားခံတွေကတော့အများကြီးရှိပါတယ်။ဒါတို့ကျွန်တော်ဘေးမှာပြတ်ထားတော့တယောက်ကြီးတော့ကြည့်ပါပါ။ဒါတို့အခုနောက်ဆုံးဆိုရင်ဒီပူတင်ကိုလည်းဖမ်းမနေထုတ်ခဲ့ပါတယ်။ဒါပေမဲ့တချို့ရှိတာကတချို့ ICC ဖမ်းနိုင်ငံငါညာစုကောင်ရော ICC အဖွဲ့ဝင်နိုင်ငံတွေကိုတွားလို့ရှိရင်အဲ့ဒီ permanent ထုတ်ခံထားတဲ့လူကိုအဲ့ဒီနိုင်ငံကဖမ်းပေးနိုင်တယ်လို့မဖမ်းပေးဘူးလို့လည်းမြင်ပန်မှုရှိတယ်။အဲဒါကလည်းအနေနဲ့အဲ့လို permanent ထုတ်ခဲ့တဲ့နိုင်ငံတွေကိုရန်ထုတ်ခံထားတဲ့လူတွေကတွားရောက်ပြီးတော့ဘာမှမဖြစ်ဘဲနဲ့ပြန်ကိုယ့်နိုင်ငံကိုပြန်လာတဲ့လူတွေလည်းရှိခဲ့တယ်။အဲ့တော့ ICC ရဲ့အခမ်းအနားဟာအစဥပိုင်းမှာတော်တော်လေးအားကောင်းစွာနဲ့ရသက်မှုတွေကိုကိုင်ပြဖြည့်ရှင်းနိုင်မယ်အခုနောက်ပိုင်းမှာအားနည်းချက်တွေတော့တွေ့ရတယ်။အဲ့တော့လက်ရှိမင်းအောင်နိုင်ဆိုတဲ့ရင်တာတွေကိုလူမျိုးတုံးတက်ပြတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ICC ကနေ ၅နှစ်ကြာစုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာအပြစ်ရှိကြောင်းကိုထုတ်ပြန်ခဲ့တယ်။အဲ့တော့အပြစ်ရှိကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာဒီရှင်းနေချုပ်ကနေတစ်ဆင့်မြောက်နိုင်ကိုဖမ်းဝမ်းထုတ်ဖို့ဒီနိုင်ငံရာဇဝတ်ကော်မရုံးပေါ်တောင်းဆိုခဲ့တာအဲ့ဒီဖမ်းဝမ်းပေါ်ကိုကျွန်တော်အလုံးတိတဲ့အတိုင်းမြန်မာပြည်သူအအများစုကရှင်းရှင်းပြောရင်တော့လက်ရှိတော်လှန်ရေးပက်ချမ်းမှာရှိတဲ့မြန်မာပြည်သူအများစုကအာဏာသိမ်းတာကိုလက်မခံပဲစံနှပ်ပြခဲ့ကြတဲ့တန်ပေါင်းများစွာတဲ့မြန်မာပြည်သူတွေကဒီမြောက်နိုင်ကို ICC ကဖမ်းဝမ်းထုတ်မှထုတ်ဖို့တောင်းဆိုချက်လေးကြားတာတော့မှအင်မတန်ဝမ်းသာကြတယ်အခုလက်ရှိဒေါက်တာတေးကြတော့ ူတာတင်းကိုထောက်ခံတဲ့လူတွေရှိတယ်။ဒါပေမဲ့ဒူတာတင်းနဲ့မင်းအောင်နိုင်ငံမတူပါဘူး။ဒူတာတင်းဒီသူ့နိုင်ငံမှာဒီဖိလစ်ပိုင်ဆိုတာအင်မတန်မှောင်ခိုးတွေရာဇဝတ်ဂိုင်းတွေများတယ်။အထူးသဖြင့်မြေဂိုင်းတွေများတယ်။အဲ့ဒီဂိုင်းတွေပေါ်မှာသူဟာတိုင်းပြည်ပေါ်ကောင်းစားစေခြင်းနဲ့စိတ်နဲ့ဒီဂိုင်းတွေကိုဖြိုခွင်းတာ။အဲ့ဒီပေါ်မှာလှုပ်ထုံးလှုပ်ပြီးတယ်လွန်ကဲသွားတဲ့အတွက်တော့လူသားမျိုးနဲ့စုပေါင်းတက်ပြတ်နေဆိုတဲ့ဆွဆဲချက်တွေအပောင်းဝင်ဒီရာဇဝတ်မှုတွေကိုသူရင်ဆိုင်လာရတာဖြစ်တယ်။ဒါပေမဲ့မင်းအောင်လှန်ကြတော့အဲ့လိုမတော်ဘူး။မင်းအောင်နိုင်ငံကရခိုင်စစ်ပွဲမှာအန်ဒီအစိုးရနဲ့ထက်မှာရခိုင်စစ်ပွဲမှာအန်ဒီအစိုးရနဲ့ စိုးရကိုတည်တည်ချက်ချက်အကွက်ချက်စီမံပြီးတော့ထောက်ထဲကြအောင်တူတင်ပြန်စီပြီးတော့ဒီလူမျိုးသုံးတပ်ဖြတ်မှုကိုတူတူလုပ်ခဲ့တယ်။ဘာဖြစ်လို့ဒီလိုပြောရဆိုရင်ဒေါ်စန်းစုကြည်အစိုးရကိုတခိုင်လူမျိုးတွေအပါဝင်နော်အထင်လွဲအမြင်လွဲပြောဆိုခဲ့ရဘာကြောင့်လဲ။ရခိုင်စစ်ပွဲမှာ AA ကိုအပြုတ်တိုက်ဖို့ဆိုပြီးတော့ကြွေးကြော်ပြီးတော့ AA ကိုတိုက်တယ်။ဒါပေမဲ့အဲ့ဒီရခိုင်နဲ့ AA ဒီစစ်တပ်နဲ့ AA ဖြစ်နေတဲ့တိုက်ပွဲမြို့နယ်ဇုံတွေတဲကိုနိုင်ငံတော်တမရရုံးရဲ့တည်င်းတော်တော်ပေးမဝင်ခံဘူးသူတို့ကာကွယ်ဦးစီးချုပ်ဟုတ်တယ်နော်အဲ့တော့တိုင်းပြည်ရဲ့အမြင့်ဆုံးယာဒူးဖြစ်တဲ့နော်တမရ ဥဆောင်ထားတဲ့အစိုးရဟာဒီစစ်ပွဲနဲ့ပတ်သက်လို့ဒီစစ်တပ်မင်းအောင်နိုင်ကထုတ်ပြန်ပေးတဲ့တည်င်းတွေကိုပဲနိုင်ငံတော်တမရရုံးကလက်ခံပြီးတော့နိုင်ငံကောင်ထုတ်ပြန်တယ်လို့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုလည်းသူတို့တင်ပြတဲ့အစီရင်ခံစာတွေပေါ်မူတည်ပြီးတော့လည်းပြောရတာဒါကြောင့်မလို့ဒေါက်တာဆုကြည်ရဲ့ဒီအေအေပေါ်ပြောဆိုချက်တွေကိုရခိုင်လူမျိုးတို့တွေမုန်တီးခဲ့တယ်ဆိုတာအဲ့ဒီရဲ့အကျိုးဆက်ဒါဟာအလဟာတက်နဲ့လုပ်ခဲ့တာပေါ့ပေါ့တီးတန့်ကိုဒေါက်တာဆုကြည်အဓိကတော့ဒေါက်တာဆုကြည်ကိုပေါ့၆ခဲတိုးချပြီးတော့ကွက်စီခဲ့တာ ကဲဒါတော့ကိုစီရနေပြီတော့မှပါနော်မြောက်လိုက်တဲ့အုပ်စုရဲ့ NLD ရဲ့ဆွေရလက်ထက်ကဒီ Ranger လူမျိုးတုံးကိစ္စအကွက်ကြကြစီစဉ်ခဲ့တဲ့ပုံမှာသုံးသပ်ပြောဆိုသွားတာပဲဖြစ်ပါတယ်ဒူတာသေးလူမျိုးသူ့နိုင်ငံကိုကောင်းစားစေချင်လို့လို့ပေါ့နော်ဒီလူမျိုးတုံးတက်ဖြတ်မှုအထိ ကျุလုံမှုတွေဖြစ်သွားတဲ့ဒီကိစ္စတွေအားဆိုရင်ကျတို့ရှင်းရှင်းပြောမယ်ဆိုတော့မျောလိုက်ထက်ပေါ့နော်အစာပေါင်းများစွာနှိမ့်ချနေတော့တွေ့ရဖြစ်ပါတယ်မျောလိုက်ရဆိုရင်ကျတို့အခုချိန်ထိပြည်သူလူထုတွေပေါ်မှာနေစင်းနဲ့မြဒီလေချောင်းပုံကျက်တခိုက်မှုတွေပြီးတော့မှပြည်သူပိုင်းနေတို့မိရှုဖြစ်စီပြီးတော့မှတာမြပြည့်ကျင်တော်တွေနေစင်းနဲ့မြကျတို့အနေနဲ့သတင်းတွေမှာလည်းတွေ့ရှိရတာမလို့မျောလိုက်ဟာဒီထက်ပိုပြောင်းပါပေါ့နော်ပြည်တန်ချအရေးယူခံတင်နေတာပဲဖြစ်ပါတယ်ဘလိုပဲပြပြကျတို့ ICC SCJ ကနေပြတော့မှအေးမယူနိုင်တောင်မှပြည်သူဘက်ကနေပြတော့မှ မျောလိုင်းကိုပြန်ပြတော့မှပေါ့နော် ပြောချနိုင်ဖို့အခုတည်းကစူးစမ်းနေကြတာမလို့မကြခင်မှာတော့ဒီမြောင်းလိုင်းတို့အိုးစုတွေနဲ့ဘောမလော်ပြီးတိုက်ရနေနေပေါ့နော်။ဓမြဝေါတာစားထားကြဖို့ကျွန်တော်တို့ဒီနေ့ကနေပြီတော့မှတီးပြီးပြောလိုပါတယ်။ဒီလိုစပြီတော့မှအားချုံနေပြီတော့မှပြီတလူတွေကိုတတ်ဖြတ်ဖို့ပေါ့နော်။လွန်ဆောင်နေကြအောင်မယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီတော့မှအဲ့လိုပြမှုတွေရဲ့အချိုးစစ်တွေကိုခိုင်းမယ်ဆိုတဲ့အကြောင်းတတိပီးပြောချရင်လည်းကျွန်တော်ဒီနေ့မှနေပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြီတော့များလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီတော့မှ တာရဲ့ channel နေလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်